မိုနာကိုကြောင့်မာဒီနဲ့အိမ်မက်တွေနေဆက်လာပြီးဖြစ်တဲ့ United အားလုံးပဲမြင်လာပါမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ပြင်သစ်လီဟူဝမ်ကလပ်မိုနာကိုအသင်းဟာ United အသင်းရဲ့ကုသမဖြစ်သူအိုနာနာကိုခေါ်ယူဖို့စတင်စဉ်းစားနေပြီဖြစ်တဲ့အကြောင်းပြင်သစ်ထိန်းတန်းသတင်းစာတွေကဖော်ပြလာခဲ့တာပါမိုနာကိုအသင်းကကုသမနေရာအတွက်ပြင်မဲ့နှုတ်ထားရှိထားပြီးတော့ပထမပြင်မဲ့အဖြစ် United ကုသမအိုနာနာနဲ့ဒုတိယပြင်မဲ့အဖြစ် Chelsea ကုသမ Petrovic ကိုတတ်မှတ်ထားတာပါ မော်ရီယောယူနိုက်တက်အသင်းရောကဂုဒမတိခေါ်ယူခြင်းပေမဲ့ဂုဒမတိခေါ်ယူဖို့အိုနာနာကိုရှင်းထုတ်ဖို့လိုအပ်နေကြတာပေါ့။အိုနာနာထွက်ခွာရင်အစားထိုးမဲ့ဂုဒမအဖြစ်နဲ့ယူနိုက်တက်ကဗီလာအသင်းရဲ့အာဂျင်တီးနားဂုဒမမာတီနက်ကိုဆွေးနွေးထားပြီးတော့ကစားမဖြစ်သူဘက်ကလည်းယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ခေါင်းငိတ်ထားတာပေါ့။ဒါပေမဲ့အိုနာနာရဲ့ပြောင်းရွှေ့ကဘာမှမသေးချာသေးလို့ယူနိုက်တက်ကလည်းမာတီနက်ကိုဆက်သွယ်ရုံကလွဲပြီးအဆင်မတက်နိုင်သေးပါဘူး။လက်ရှိမှာတော့မိုနာကိုအသင်းဟောင်းအိုနာနာကိုခေါ်ယူခြင်းနဲ့လို့သတင်းတွေထွက်ပေါ်လာတာကြောင့်လှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့ပါပြီ။မိုနာကိုအသင်းနေနဲ့အိုနာနာကိုခေါ်ယူလိုက်မယ်ဆိုရင်ယူနိုက်တက်ကလည်းမာတီနက်ကိုချက်ချင်းအစားထိုးခေါ်ယူမဲ့အနေထားမှာရှိနေပါတယ်။ ။မာရီနာကတော့ပရီးမီးယားလိနဲ့အထိုင်းကြပြီးသားဂိုလမတူဖြစ်သလိုနိုင်ငံအသင်းဖြစ်တဲ့အာဂျင်တီးနာအသင်းနဲ့လည်းကမ္ဘာ့ဗလားကိုဘာအမေရိကဆူပလာနဲ့စုကူးထားတဲ့အတွေ့အကြုံရင်ဂိုလမတူဖြစ်ပါရင်ကစားမဖြစ်သူကလည်းအမော်ရီနဲ့အလုံးတွဲလုံးချင်နေပြီးအော်နာနာရဲ့အခြေအနေကိုစောင့်ကြည့်နေကြတာပါ။ United ကမာရီနာရဲ့အေဂျင့်နဲ့လည်းဆက်သွယ်ထားပြီးအော်နာနာထွက်ခွာတာနဲ့ခေါ်ယူဖို့အသင့်အနေထားမှရှိနေပါရင်ဒီနေ့ပြန်ဆန်းမှုကတော့လာပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။